အခက်အခဲတွေကိုကြောပြနိုင်အောင်လုပ်ပေးခဲ့တဲ့လူတွေကိုကျေးဇူးတင်ရင်စေမောမမြင့်ရီပိုးပေါပေါကြားခဲ့တဲ့မင်းသားချောအေးချမ်းမောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရင်အမှုပညာပါရမီဆိုတာလူတိုင်းမှာမပါနိုင်သလိုပါရမီပိုင်တောင်မှအောင်မြင်ဖို့လည်းမလွယ်ကူပါဘူးနော်အမှုပညာလောကမှာအောင်မြင်နေကြတဲ့အမှုပညာရှင်တွေကိုကြည့်လိုက်ရင်မျက်စိတမိန်တွေအောင်မြင်လာတော့အောင်မြင်ဖို့လွယ်ကူလိုက်တာဆိုပြီးပရိသတ်တွေထင်အောင်ထင်နိုင်ကြပါပြီမယ်နောက်ွယ်မှာပြီးဆက်ခဲ့ရတဲ့အကြောင်းအရာတွေများကြီးပါပဲနော် ။စူးစမ်းမှုရှိတိုင်းပါရမီရှိတိုင်းအောင်မြင်မှုမရနိုင်တဲ့လူပညာကိုမင်းသားချောအေးဇက်မောင်တယောက်ခက်ခဲတွေရယူခဲ့တယ်ဆိုတာကိုပရိသတ်လေးတို့သိပြီးကြမယ်ထင်ပါတယ်။မင်းသားချောအေးဇက်မောင်ကအခုနောက်ပိုင်းမှာအောင်မြင်မှုတွေတစ်ချိန်တိုးချလာတာမှန်မင်းမဲမအောင်မြင်ခင်သူ့ရဲ့ခက်ခဲတွေကိုသူ့ရဲ့ပရိသတ်တော်တော်များသိကြမှာပါ။အေဂျမောင်ကလူပညာလောကရဲ့ဝင်လာတာဆယ်စုနှစ်ကြာကြာခဲ့ပေမဲ့တိတ်မကြသေးခင်အချိန်ကမှဇလန်တွဲရှားရင်လူသိများလာခဲ့တာဖြစ်ပါရဲ့။အေဂျမောင်ကခုလိုအောင်မြင်လာချိန်မှာအောက်ခြေမလို့ပဲနဲ့သူခက်ခဲနေချိန်မှာ ရှိနေပေးကူညီပေးတဲ့သူတွေကခုတည်းမမေ့နိုင်သေးပါဘူး။အေဂျင့်မောင်တယောက်သူနဲ့တူအရာရာကြော်ဖြတ်ခဲ့တဲ့လူတွေကိုဘလောက်တောင်မရလဲဆိုရင်စင်ပေါ်မှာကျေးဇူးတင်ကားပြောရင်းနဲ့ရဲရီဘိုးဘွားကြားရတယ်ထီပါပဲ။အေဂျင့်မောင်မကြခင်ရုံတင်တော်မင်းညအိတ်၃ရက်စကားရဲ့ပွဲမှာစင်ပေါ်တက်ရင်းနဲ့အမတ်တရစကားပြောရင်းကနေခုလိုခန်းစားချက်တွေထပ်ပေါ်လာခဲ့တာဖြစ်ပါရဲ့။ခန်းစားချက်တွေကိုတော်ရုံမဖော်ပြတတဲ့အေဂျင့်မောင်ဟာညအိတ်၃ရက်စကားမှာခန်းစားချက်တွေကိုဖွင့်အားခဲ့တာလည်းဖြစ်ပါရဲ့။ ဘာလို့လဲဆိုတော့အဲ့စကားရိုက်ကိုချိန်မှာသူတွေအမှတ်ကြရင်းများကြီးရှိခဲ့လို့ပါပဲအေးကြမောင်ကညညာအိတ်၃ရက်စကားကိုလွန်ခဲ့တဲ့၃နှစ်လောက်ကရိုက်ကိုခဲ့တာပါအဲ့စကားရိုက်ကိုနေချိန်မှာသူကဘာစကားမှပြည့်မြတ်မြောက်မရိုက်ရသေးတဲ့မင်းသားတယောက်တသားရှိသေးတာပါအလုတ်ကိုင်းနေခက်ခဲနေချိန်စားဝတ်နေရခက်ခဲနေချိန်မှာအဲ့စကားကိုရိုက်ကိုခဲ့တယ်လို့သူကစွမ်းကုန်စူးစမ်းခဲ့တာလည်းဖြစ်ပါတယ်အနေအထားမင်းသားတလေးဖြစ်တဲ့အေးချမ်းမောင်ကအိတ်စကားကြီးမှာစွမ်းကုန်စူးစမ်းခဲ့တာကြီးမြူရိုင်းတည်ကြမှာပါ ဒီလိုတခါမှမလုပ်ဘူးလေအစိုးပိုင်းတွေအကပိုင်းတွေကိုတိတ်ချာစိတ်နေပြီးတော့လောက်ကင်ထားတာလေးဖြစ်ပါရည်အေးချက်မတရားဘလောက်တောင်မှစူးစမ်းထားလိမ့်ဆိုရင်အဲ့စကားထွေလာထွက်လာချိန်မှာပရိသတ်အလုံးကအံ့အားသင်ရတဲ့အထိပါပဲတခါမှမြင်ဘူးလေအေးချက်မရဲ့မိမိုက်နေတဲ့အကစွမ်းရည်တွေကိုမှမြင်တွေ့ခဲ့ရမလို့ပရိသတ်တွေကြားမှာခဲထားခဲ့တဲ့အထိပါပဲအေးချက်မကခက်ခဲတွေကြားတဲ့အဲ့စကားကြီးကိုရိုက်ခွင့်ရတာသူ့တွေခွင့်ရေးတခုဆိုပြီးတော့စွမ်းကုန်စူးစမ်းခဲ့တာလေးဖြစ်ပါရည်ဒီလိုမျိုးစူးစမ်းခဲ့တဲ့စကားကမကြခင်မှာယုံတင်ရတော့မှမလို့အေးချက်မောင်တယောက်စိတ်လှုပ်ရှားနေရလဲဖြစ်ပါရည် အေးချမောင်ကတော့စကားကြီးရဲ့ပွဲကိုတည်းရင်တချင်ကသူဖြတ်တန်းခဲ့တာတွေကိုမမဲ့ရရကျေးဇူးတင်ထိုက်သူတွေကိုကျေးဇူးတင်စကားဆိုခဲ့ပါရီသူအမေမို့စူးစမ်းနေချိန်မှာသူ့ကိုမြေတောင်မြောက်ပေးခဲ့တဲ့ဆရာဖြစ်သူဂျိုလင်ကတော့သူ့ဘဝအတွင်းမရှိမဖြစ်ပါဘူးခက်ခဲနေချိန်မှာလမ်းပြပေးခဲ့သူဆရာဂျိုလင်မို့ဖေးချိန်မဲဖြစ်ဖြစ်ဆရာဂျိုလင်ကိုအမေရပြီးတော့ကျေးဇူးတင်နေသလိုနောက်ထပ်ကျေးဇူးတင်နေသူတွေကတော့သူ့ရဲ့အမခံပရိသတ်တွေပါပဲအေးချမောင်ဆိုပြီးတော့အမေမို့မရခင်ချိန်တွေကသူ့ရဲ့မာခန်ဖန်တွေကအပေးခဲ့ကြသလိုသူပဲသွားသွားလိုက်ပြီးတော့ဝင်းရံပေးတာကို သူတွေနဲ့ကျေးဇူးတင်မဆုံးနိုင်အောင်ဖြစ်နေရလိမ့်ဖြစ်ပါရည်။အေဂျင့်မောင်ကတော့သူခက်ခဲနေချိန်မှာဘေးနားရှိပြီးခဲ့တဲ့ဆရာဖြစ်သူနဲ့ဖန်တွေကိုရှင်နေကလာတဲ့ကျေးဇူးတင်စကားပြောရင်းနဲ့စင်ပေါ်မှာမြည်ရီမိုးတွေရွှာသွန်းခဲ့တာလည်းဖြစ်ပါရည်။ဆရာဖြစ်သူနဲ့ဖန်တွေကတော့အေဂျင့်မောင်ရဲ့မြည်ရီတွေကိုကြည့်ပြီးပီတိဖြစ်နေမှာအသေးကြပါပဲနော်။ဟုတ်ကဲ့ပါကုလစေဝင်စာဝယ်တရင်ကြောင်းရာတွေပြင်နောက်ထပ်လည်းနုပညာရှင်ရဲ့စေဝင်စာစရာကောင်းတဲ့တရင်ကြောင်းရာတွေကိုချိန်နဲ့တပင်းညင်တင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပါပေးကြပါအောင်ရှင်